င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် ABLA 12ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ရွာငန်အောင်ပန်းလမ်းမပြီးတနေရာမှာစစ်ဆေးရေးပြုလုပ်စဉ်ထွက်ပြေးတဲ့ဗိုလ်ကြီးတအုပ်ကို DSNDA အသေးပြက်ခတ်ဖမ်းဆီးတဲ့သတင်းကိုတင်ပြပေးပါမယ် ဧပြီလ17ရက်နေ့မနက်6:00နာရီခွဲကမှရွှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရွာငံအောင်ပန်းလမ်းမဘေးတနေရာမှာဓနုပြည်နယ်ကာကွယ်ရေးတပ်တော် DSMDA မှစစ်ဆေးရေးပြုလုပ်နေစဉ်ကားပေါ်မှဆင်းပြေးသူကိုအသေးပြက်ခတ်ဖမ်းဆီးရာဗိုလ်ကြီးအဆင့်ရှိသူစစ်ကောင်စီအရာရှိတအုပ်ဖြစ်ကြောင်း DSMDA မှသတင်းထုတ်ပြန်ထားပါတယ် DSMDA ရဲဘော်များမှစစ်ဆေးရေးလုံဆောင်နေစဉ်မှာမတင်ကားတဲ့အတွက်ကြောင့်ကားပေါ်မှဆင်းခိုင်းရာထွက်ပြေးတဲ့အတွက်ပြက်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားပြီးတော့၎င်းထံမှပစ္စတုတလက်လက်ပစ်ပုံတလက် ုံးဖုန်းနဲ့ငွေသားများတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။တင်စီရရှိတဲ့အချက်လက်နဲ့မြေပြင်စုံစမ်းချက်အရာထိုသူဟာဘူကြီးမျိုးစော်တန်းဖြစ်ပြီးတော့ရွာငံအမြောက်ဘက်မြို့ထွက်ကိတ်မှာအာဏာအရှိဆုံးဖြစ်ကာစစ်ကောင်းဆောင်ကလောသူရောက်ရှိနေစဉ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပခုတ်ကူမျိုးကပါစ24မှဘုံမူတော်စင်ဦးကိုအနီးကပစ်ခတ်တိုက်ခိုက်ရာတိဆုံးပြီးကားတစီတင်းစီရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။အေဗီလန်10ရက်နေ့ည9:00နာရီအချိန်မှာပခုတ်ကူမျိုးစက်မှုဇုံယထာဘူဒာနဲ့အိမ်ဖြူတော် KTV အနီးမှာကာကွယ်ပစ္စည်းဆက်ယုံကပါစ24မှဘုံမူတော်စင်ဦးကိုအနီးကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Earthquake Peace Defense Force မှတရင်ထုတ်ပြန်ထားပါတယ်ပြစ်ခတ်မှုအတွင်းဘုံမှုတော်စင်ဦးနေရာမှာပဲတည်ဆုံးပြီး၎င်းနဲ့အတူကားတစီးထဲမှာပန်လာတဲ့စာ ကစဒေါက်တိုင်အင်ဗျူတော် KTV ပိုင်ရှင်ကိုမြင့်ဦးပါတည်ဆုံးခဲ့ကဂါဒစီတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ထို့တိုက်ခိုက်မှုကိုမိမိတို့ Earthquake People's Defense Force Turin TR Six Senses Guerrilla Force Justice Revolution Force Hunter PKU Black Cheater ပခုကူကရင်တက်ရင်နှင့် The Red Revolters တက်ဖွဲ့မြိုင်ပကဖတက်ရင်သုံးတက်ခွဲလေးနှင့်ရွှေညာမြေတက်ဖွဲ့ပခုကူတို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးခရီးသွားပြည်သူများထံမှအတင်းအဓမ္မငွေကြေးကောက်ခံခြင်းနဲ့ပေါ်တာဆွဲခြင်းများပြုလုပ်နေတဲ့နတ်မောင်မြို့တောင်ဘက်အထွက်ဂိတ်ကိုအနီးကပ်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အေဗီလာဆယ်ရက်နေ့မနေ့3/15မိနစ်ခန့်မှာနတ်မောင်မြို့တောင်ဘက်အထွက်ဂိတ်ကိုနတ်မောင်ပကပအဖွဲနဲ့မဟာမိတ်တပေါင်းစုမှတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါဂိတ်မှာ ခရီးသွားပြည်သူများစီမှအတင်းအဓမ္မငွေကောက်ခံခြင်းပေါ်တာဆွဲခြင်းများကိုစစ်တပ်ရဲပြူစောတိများနဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။ဂိတ်အနားကိုချင်းကပ်ခါမီတာ90အကွာမှအနီးကပ်ရှေ့ထွက်ပြောင်းတဲ့စတင်ပြစ်ခတ်ပြီးတော့တိုက်ပွဲဖြစ်ပွားချိန်15မိနစ်ကကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ရှေ့ထွက်ပြောင်းတဲ့ပြစ်ခတ်ချိန်မှာနှစ်ဦးပွဲချင်းပြီးတိုက်ဆုံးက9ဦးထက်မနည်းထိခိုက်သေးဆုံးနိုင်ပြီးတော့စစ်ကူလာရင်10မိနစ်အတွင်းရောက်နိုင်တာကြောင့်အထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဇလဘီမြင်းမှုမျိုးနဲ့စန်တင်ကင်းကြေးရွာအားအကြမ်းဖက်စစ်ကောင်စီမှလက်နက်ကြီးများပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်နေအိမ်များကိုမီးရှို့ခလီငယ်တအူးတည်ဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အေဗီလာရှေ့ရက်နေ့ည9:00နာရီကမ်းမှာမြင်းမှုမျိုးနဲ့ဘူမင်းကြီးကင်းမြောင်းလန်းခွဲမှာအထိုင်ချတက်ဆွေးထားတဲ့အကြမ်းဖက်စစ်သားများမှလက်နက်ကြီး9လုံးစန်တင်ကင်းကြေးရွာဘက်ကိုရန်ထူးခဲ့တာကြောင့်ကြေးရွာတွင်းကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိကာခလီငယ်တအူးတည်ဆုံးခဲ့ကြောင်းမြင်းမှုမျိုးနဲ့တဲ့ရင်မှန်ပြန်ကြားရေးမှတဲ့ရင်ထုတ်ပြန် ပါတယ်။ဒါအပြင်အေဗီလာ9ရက်နေ့မနက်တနားဝန်းကျင်မှာဂွေးပင်တော်ကျေးရွာမှာအထိုင်ချတက်ဆွေးထားတဲ့အကြံဘက်စစ်ကောင်စီနဲ့ဘုံမင်းကြီးကင်းလမ်းခွဲမှာစစ်သားများပူးပေါင်းကာစန်တင်ကင်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်လေးလုံးမိရှုသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရေဒါရှည်မျိုးနဲ့ဗရောက်ကုန်းကြီးရွာအုပ်စုကိုလေရင်ဖြင့်ပုံချဲရာစစ်ဘေးရှောင်အမျိုးသားတအုပ်သိမ်းဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အေဗလာ၁၇ရက်နေ့မှာရေဒါရှည်မျိုးနဲ့စစ်တောင်းမြစ်အရှိတ်ကမ်းမှာရှိတဲ့ဗရောက်ကုန်းကြီးရွာအုပ်စုအတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K8W Jet Fighter လေရင်ဖြင့်ပုံချဲခဲ့ကြောင်းတရင်3934ရေဒါရှည်မျိုးနဲ့အခြေဆိုင်မှတရင်ထုတ်ပြန်ပါတယ်။ပုံချဲချမှုကြောင့်ဗရောက်ကုန်းကြီးရွာမှာစစ်ဘေးရှောင်နေကြတဲ့စစ်ရှောင်ပြည်သူကိုဝေလူအဖဦးပုစိန်အသက်29နှစ်ဘုံစားထိ မှန်ပြီးတော့တည်ဆုံးခဲ့ကအသက်60အရွယ်အမျိုးသမီးတအူဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအဂျမ်ဘတ်စစ်ကောင်စီရဲ့အပြစ်မဲ့ပြည်သူများအပေါ်ရက်စက်စွာလူမဆန်စွာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ဧပြီလ17ရက်နေ့ညနေ3နာရီခွဲအချိန်ကမှကောလင်းမြို့နယ်ရှော်ဘူကုန်းကျေးရွာကိုအဂျမ်ဘတ်စစ်ကောင်စီမှမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရသာပြည်သူများအပြစ်မဲ့ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းကောလင်းမြို့နယ်ပအာဖာမှတင်ထုတ်ပြန်ပါတယ်။လေကြောင်းတိုက်ခိုက်မှုမှာဘုံသီးနှလုံးကျဲချမှုကြောင့်အရသာပြည်သူနေအိမ်ပေါ်ကျရောက်ပြီးတော့ အယက်သားပြည်သူအမျိုးသမီး2ဦးတေဆုံးကအမျိုးသားတအူးထိခိုက်ဒဏ်ရာရခဲ့ကနေအိမ်အဆောက်အအုံအပြက်အစီအဆုံးရှုံးများစွာရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူအေဘီလာ7ရက်နေ့မနက်3:00မိနစ်40ခန်းအချိန်မှာလဲကိုလင်းမြို့နယ်အရှိတ်ဘက်ခြမ်းရွှေဘုံမြကြီးနားလမ်းဘေးမှာရှိတဲ့ တဲချောင်းရွာသည်ဒေသအခေါ်ကချင်ဂုံအားအကြံဘက်စစ်ကောင်စီမှမြေပြင်စီရေးလှုပ်ရှားမှုမရှိဘဲရဲသားဖြီသူများအားပြစ်မှတ်ထားပြီးတော့လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုမှာဘုံသီးနှလုံးချရာရွာအနီးလေကွင်းတဲကိုကြားရောက်ပေါက်ကွဲခဲ့ပြီးတော့တလုံးမှမကွဲတဲ့အတွက်ကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့တယ်လို့သိရပါတယ်။မပေါက်ကွဲဘဲကြန့်ရှိနေတဲ့ဘုံသီးအားသက်ဆိုင်ရာကောလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁တပ်ရဲမှလာရောက်တူးဖော်ရှင်းလင်းသွားကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစလင်းကြီးမျိုးမရဲစခန်းမှဒူးတက်ချက်တအူမိသားစုနဲ့တကွအလင်းဝင်ပြီးကြောက်တကားပဲနယ်ကုန်းနတ်တန်ကွင်းလမ်းပေါ်ကစစ်တပ်မှစစ်မှုထမ်းတပ်သားတအူအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ အေဗီလာကိုရဲ့ညနေပိုင်းမှာစလင်းကြီးမြို့မြို့မှာရဲစခန်းမှာနေတိန်တူးတက်ချက်ရေးလင်းဟာမြေမပင်ခရိုင်အမှတ်16တပ်ရင်းကိုမိသားစုနဲ့တကွအလင်းဝင်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။၎င်းနဲ့အတူ G3 တက်လက် G9000 နဲ့ဝင်ရောက်လာတာကြောင့်ဂုံပြူစုငွေ380ချက်ချင်းမြင့်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူကြောက်တကားမြို့နယ်ပဲနယ်ကုန်းနဲ့တန်ကွင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီစခန်းမှာစစ်ကောင်စီမှစစ်မှုတန်းရန်အတင်းအဓမ္မစုဆောင်ခြင်းခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတစ်တအူအေဗီလာကိုရဲ့ညမှာအလင်းဝင်လာကြောင်းပကိုးခရိုင်အမှတ် နှစ်တက်ရင် P2 3702မှသတင်းထုတ်ပြန်ထားပါသည်၎င်းနှင့်အတူ MA1 တက်လက် G ပေါက်3ခု 5.56G 105တောင်းတို့ကိုယူဆောင်လာခဲ့ပြီးတော့ဘေးကင်းတဲ့နေရာကိုပို့ဆောင်တာ၁၀သိန်းချက်ကိုကနအူးချင်းမြင့်ွေအဖြစ်ပြန်လည်ချင်းမြင့်ခဲ့တယ်လို့ပြည်သူရင်ခွေနဲ့ချိတ်ဆက်ပြီးတော့လိုအပ်တာများကိုဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစေဝါပစ္စည်းဝယ်ယူရန်အခက်အခဲရှိတဲ့ထိန်းချုပ်နယ်မြေမှာရှိတဲ့ပြည်သူလူထုထံတနုစေးတက်ဖွဲ့မှဓာတ်ရိုက်ကွင်းစင်စေးကူတာပေးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။တနုပြည်သူလူမျိုးရေးတပ်ဦး DPLF DPLE ထိန်းချုပ်နယ်မြေမှာရှိတဲ့စေဝါပစ္စည်းဝယ်ယူရန်အခက်အခဲရှိတဲ့ပြည်သူလူထုများထံတနုစေးတက်ဖွဲ့မှဓာတ်ရိုက်ကွင်းစင်ပြီးတော့လိုအပ်တဲ့စေဝါကူတာမှုများဆောင်ရွက်ပေးခဲ့ကြောင်းဧပြီ17ရက်နေ့မှာတဲ့တင်ထုတ်ပြန်ပါတယ်။ထိန်းချုပ်နယ်မြေရဲ့အချို့နေရာဒေသများမှာရေရှားပမှုများကြောင့်ခလီသူငယ်များကျမ်းမာရေးချို့တည်ခြင်းယာနာများပေါ ောက်ခြင်းစတဲ့ယောဂလက္ခဏာများဖြစ်ပေါ်နေတယ်လို့ဖော်ပြထားပါတယ်။ဓနုစေးတက်ဖွဲ့မှ၅နှစ်အောက်ကလေးငယ်များအားကာကွယ်ဆေးထိုးခြင်း၊တန်းဆက်ချာပိုက်ထည့်ခြင်းအစရှိတဲ့လိုအပ်တဲ့စီဝါကူတမှုများပြုလုပ်ပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ဆလဘီရဲဘော် 90ဦးစာကြီးကအစုံ90ဝယ်ယူပြီးစီကြောင်းနေပြည်တော်တက်ရင်805မှာအတိပေးတဲ့တရင်ကိုတင်ပြပေးပါမယ်။ရှေ့တန်းရဲပေါ်များအတွက်လိုအပ်တဲ့ကြီးကများတက်ဆင်နိုင်ရန်ပြုလုပ်ခဲ့တဲ့ထဏောင်းစစ်တီပေါင်းစုချီကြီးကတက်ဆင်ပြည်လဲဝင်ခံပိမှရရှိတဲ့ရန်ပုံငွေများဖြင့် ရဲဘော်90ဦးစာကြီးကားအစုံ90ဝယ်ယူပြီးစီကြောင်းနေပြည်တော်တက်ရင်805မှာအေဘီလာ17ရက်နေ့မှာအတိပေးထုတ်ပြန်ထားပါတယ်ကြီးကားအုတ်ထုတ်တချို့ကိုစစ်စင်ရေးအတွင်းမှရဲဘော်များထံတက်ဆင်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်ကြီးကားဝယ်ယူရာမှပိုရက်ငွေများကို တပ်ဖွဲ့ရှေ့ဆက်လုပ်ငန်းစဉ်များမှာအကျိုးရှိစွာအသုံးပြုသွားမှာဖြစ်ကြောင်းကမ်ပိန်းမှာပါဝင်ကူညီကြတဲ့ထောက်ဖို့ပြည်သူတဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းကမ်ပိန်းကိုအောင်မြင်စွာပြီးမြောက်အောင်တာဝန်ယူဆောင်ရွက်ပေးတဲ့မတ်နမ်းမွေခေါင် SRSS ကိုပိုင်ရဲသူကိုအောင်တော်လန်ကွန်မင်းနဲ့တကွနိုင်ငံတကာ FR အဖွဲ့များကလည်းအထူးကျေးဇူးတင်ရှိကြောင်းဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှယ်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ